စီစဉ်ဥစ္စာယတနာများဒီအလားတိုးတက်ကြပါစေခြင်းကျိုးငါ၎င်းမိမိတို့တဏ္ဍာရင်ရှိကြကုန်သောဘေးရန်တို့ကိုကင်းလို့စေကြစေခြင်းကျိုးငါ၎င်းယံငိမ့်ကင်းငိမ့်ကြည်မင်္ဂရာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှဖြစ်ပါれအဂောဗုဒ္ဓအဂောဓမ္မောအဂောတံဃော အနုတ္တရောအဂောဝိပါကောမေဟောတု ယံယံအိဇံသမိတ်သတုဘုရောမြတ်စွာဘုရားသည် အနုရတော်အတုမရှိဟောင်းအာဃောအမျက်ဆုံးဖြစ်တော်မူပါပေ၏ဓမ္မောတရားတော်မြတ်သည် အနုတတော်အတုမရှိဟောင်းအာဃောအမျက်ဆုံးဖြစ်တော်မူပါပေ၏တန်ခေါ်တန်ခါတော်သည်အနုတတော်အတုမရှိဟောင်းအာဃောအမျက်ဆုံးဖြစ်တော်မူပါပေ၏မေကျွန်ုပ်အားအာဃောအမျက်ဆုံးဖြစ်တော်ဝိပါကောအကျိုးတရားသည် ဟောတုဖြစ်ပါစေတည်း ယံယံဣဇလိုရှိတိုင်းသမိဇ္ဇတုပြည့်စုံပါစေတည်းဘုရားရှိခင်တော်စင်အပေါင်းတို့တွင်အန္တရာယ်ရှိကထိုရက်ကိုမျက်နှာမူ၍ရွတ်ဖတ်တည်းဆဲကအန္တရာယ်ဘိဒံကင်းငိမ့်ပြောင်း၍ကိုသူ့မရောက်နိုင်ပါဘူးတဲ့အလိုရှိသမျှတို့ကိုလည်းတောင်းတတိုင်းပြည့်စုံလေသည်ဒုက္ခရောက်တိုင်းယူပိနိုင်သည်ကိုစိတ်နှပြရှင်လန်းချမ်းပြေနိုင်ကြပါစေ ယံငိင္ကိင္ကာရတော်ကိုရွတ်ဖတ်ပူဇော်ပြီးသည့်နောက်မှာဗုဒ္ဓဝါစနာဥရံကျူကာရတော်ကိုရွတ်ဖတ်ပူဇော်ပြီးမှဖြစ်ပါれယရတဝေပါတုဘွန်တုဓမ္မာအတပိနောဇာယတောဗျမနတ္တာအထသာကိင္ခဝပယံတိတဗ္ဗာယတောပဇာနာတိတဟေတုဓမ္မံယရဝေပါတုဘွန်တိဓမ္မာ အာဒာပိနောဇာယတောဗြမနတ္တာအရတခင်ခံဝပယန္တိတ္တပါယာတောခယံပိစယနံအဝေတိယထာဝေပါတုဘုံတုဓမ္မာအာဒာပိနောဇာယတောဗြမနတ္တာဝိတုဘယံဒိဋ္ဌတိမာရတိနံသူရိယောဝဩဘာတယမန္တလိခံအာဒာပိနော ကိလေသာကို ပူပန်စေတတ်သော လုံးလာရှိထသောဇာယတောဇံဝင်စားခြင်းရှိတော်မူထသောတဏိကာလက္ခဏာအာယုံအစုံဇံရှိတော်မူထသော ယမနတာယဟံပုဂ္ဂိုလ်အာယရာအခြင်းခါ၌အဝေစင်စစ်ဓမ္မ32ပါးသောဗောဓိပက္ခိယတရားတို့သည်ဝါသစ္စာ၄ပါးတရားတို့သည် ပါတုဘောတိထေရှားဖြစ်ကုန်၏အထာဒုတုထေရှားဖြစ်သောအခါ၌ယတောယတမအကျင့်ကြောင့်သဟေတုဓမ္မအဝိဇ္ဇာစရှိသောအကြောင်းသင်္ခါရစရှိသော အကျိုးတို့နှင့်တကွာပြည့်သောပရိစ္ဆသမုပ္ပတရားတော်ကိုပဇာနာတိအပြအပြင်သိတော်မူ၏ယတောတတမထို့ကြောင့်အတာထိုယဟန္တာပုဂ္ဂိုလ်အား တဘာခသိင်ကုံးသောကင်းခါတဆက်ရောက်ပါသောယုံမခြင်းတို့သည်ဝမယတ္တိဝိအဘယတ္တိကင်းချုပ်ကုန်၏ယတောယတမအခြင်းကြောင့်ပြစ္ဆေဟာနှင့်အဝိဇ္ဇာစရှိသောတရားတို့၏ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကို အဝေဒီတိပြီ ရတောတတမခသိငုံသောကင်ခတဆက်လျှောက်ပါသောယုံမခြင်းတို့သည်ဝဘယံတိဝိအဘယံတိကင်းချုပ်ကုန်၏အထာထိုသို့ထင်ရှားဖြစ်သောအခါ၌သောထိုယန္တာပုဂ္ဂိုလ်တို့သည် သူရိယောနေမင်းသည်အန္တလိခံ ကောင်းကင်အပြင်သို့ဩဘာတယံဩဘာတယံတော် မိမိအယောင်ဖြင့်ပြောင်းပြောင်းဝင်းဝင်းထွန်းလင်းတောက်မစီလျံဒိဋ္ဌရိဝါတိပိတကဲ့သို့မာရတိနံစေဘာပြာရှိသောမစစ်တိအပေါင်းကိုဝိရုပယံဝိရုပယံတော်ပေဖြောင်းဖြစည်းလျက်ဒိဋ္ဌတိတည်တော်မူပါဘေကုံဤတရားရှိခင်သူတော်စင်အပေါင်းတို့တည်း ဧကရာရောတိခௌတကဏိကာယဥဒါနပါဠိဇာမျက်နာ88 89မှာရှိပါတယ်ဘောဓမမြတ်စွာဘုရားရှင်ဘုရားဖြစ်သောရောက်တော်မူဇအခါတွင်ခြေဥစွာနှုတ်တော်မှဘုဘောရွတ်စုပူဇော်ထားသောကာရာများဖြစ်၏ပထမဗုဒ္ဓဝဒနာဥဒံကာရဟုဟောဆိုရခြင်းဖြစ်ပါသည်အလုံးမဲ့ကျမ်းမှာရှမ်းသာဖေးရန်ဟော၍ မိမိတို့လုပ်ငန်းကိုင်ငန်းနေအစဉ်ပြေလျှောမွေးကြပါစေ။